33ကြိမ်မြောက်ထိုင်းနိုင်ငံမှာကျင်းပမယ်အရှိတောင်အာရှအားကစားပြိုင်ပွဲစီးကိန်းမှာဝင်ရောက်ရှင်ပြိုင်မယ်မြားပြစ်အားကစားနည်းအခြားအားကစားအဖွဲ့ဤသူစောင့်ကြည့်ရမယ်မြားပြစ်အားကစားနည်းမှာရွှေတစိမ့်စုကိုရောက်ယူနိုင်တဲ့ကစားသမားတွေကဘသူတွေဖြစ်မလဲသူတို့ကရောမြမကုံဆောင်မှုအစဉ်အသင့်ဖြစ်နေကြပြီနိုင်ငံတွေကတော့လာပြန်တဲ့နိုင်ငံတိုင်းကိုပဲအဓိကထားပြီးပြန်ရမှာပဲတွေ့တဲ့နိုင်ငံအကောင်းဆုံးရှင်ပြန်ရမှာ ရေဒီယိုဖြစ်ပါပြီအဲ့လိုမျိုးရွှေငွေကြေးရတော့မြုံမှန်ထားပါတယ်ဒီချင်းတဲ့ချိန်ကဒီစိတ်လည်းဘုံဝင်လည်းဒီစိတ်အဲဒီဟာကိုကျွန်တော်အကောင်းဆုံးထိချုပ်ထားနိုင်အောင်တော့ကျွန်တော်တို့အစိုးစိတ်တော့မလွတ်ပါဘူး 2025ခုနှစ်33ချိန်မြောက်အရှိတောင်အရှအားကစားပြိုင်ပွဲကိုတော့အခုလာမယ့်ဒီဇင်ဘာလ9ရက်နေ့ကနေဒီဇင်ဘာလ20ရက်နေ့ထိထိုင်းနိုင်ငံဘန်ကောက်မြို့ချောင်မူရီခရိုင်စောင်းခလာခရိုင်တို့မှာကျင်းပသွားမှာဖြစ်ပါတယ်ဒီပြိုင်ပွဲမှာတော့မြန်မာနိုင်ငံမြားပြည့်အဖွဲ့ချုပ်အနေနဲ့နိုင်ငံကိုစားပြုလက်ရွေးစင်ကစားသမား၁၀ယောက်ကပြိုင်ပွဲအမျိုးအစား၈မျိုးမှာပါဝင်ရှင်ပြိုင်သွားကြမှာဖြစ်တယ်လို့သိရပါဗျမြားပြည့်လက်ရွေးစင်ကစားသမားတွေအနေနဲ့သူတို့ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေလဲ တို့ရဲ့စီကိန်းရှိမှန်းချက်တွေကဘာတွေလဲဆိုတာကိုဒီနေ့အစီအစဉ်မှာမြင်တွေ့ရမှာဖြစ်ပါတယ်။ မမလည်းရည်စည်အများပြည့်အားကစားဖွဲ့ဟာစီးကိန်းပြိုင်ပွဲတွေမှာအထွေထွေအကောင်များစွာရှိထားပြီးအောင်မြင်မှုတွေများစွာရယူထားနိုင်တဲ့အဖွဲ့လည်းဖြစ်ပါတယ်။များပြည့်အားကစားရဲ့ကွန်ပေါင်းအားကစားနည်းကနေလည်းစီးကိန်းပြိုင်ပွဲတွေမှာရွှေတိရစိတ်စုများစွာနဲ့အောင်မြင်မှုများစွာရယူပေးထားတာလည်းဖြစ်ပါတယ်။ ယခုနှစ်ပြိုင်ပွဲမှာလည်းမြားပြစ်အာကစားနီးရဲ့ကွန်ပေါင်းအာကစားနီးကနေအောင်မြင်မှုတွေရရှိအောင်စူးစမ်းပြင်ဆင်နေကြပြီးတော့သူတို့တွေရဲ့ပြင်ဆင်ထားမှုများကိုအခုလိုပဲပြောပြထားပါဗျ။အဲကျွန်တော်စီကအမျိုးသားအတင်းလိုက်တဲ့အမျိုးသမီးကတဝူးချင်းစုစုပေါင်း9ယောက်ရှင်ပြိုင်ပါလား။အဲလက်ရှိသူတို့ဒီမှာလေးကျင်တဲ့အတိုင်းပြင်နေကျွန်တော်တို့ကတော့စုစုသေးရရှိဖို့ပြန်မှန်းထားပါတယ်။အော်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းခဲ့ပြီးတော့စုစုသေးတွေရအောင်ယူခဲ့မှာပါ။လေးရှာ၊ထိုင်း၊အင်ဒိုနီးရှား၊ဖိလစ်ပင်း နိုင်ငံတွေကတော့လာပြန်တဲ့နိုင်ငံတိုင်းကိုပဲအဓိကထားပြီးပြန်ရမှာပဲတွေ့တဲ့နိုင်ငံအကောင်းဆုံးဆင်ပြန်ရမှာစုစည်းရည်မှန်းချက်ကတော့ကျွန်တော်တို့အမျိုးသားအသင်းအနေနဲ့စုတစ်ခုကလာပေါ့ရှင်ငွေကြီးတဲ့အခုခုရအောင်လို့သွားတော့ပါမယ်။ဟောကျွန်တော်များပြည့်အားသာနည်းကိုလည်းအားပေးကြပါဦးလို့ဒီသက်တွေကိုဟောပေါ့ဟိုအားပေးရတဲ့တောင်းလေးကြိုးစားတော့ပါမယ်။ ားကစားသိပ္ပံကနေမြမများပြည့်လက်ရေးစင်ကစားသမားဖြစ်ထက်မှန်ရွေးချယ်ခံရတဲ့ပြည်စုံနှင်းကတော့ဒီနှစ်စီကိန်းပြိုင်ပွဲကသူမအတွက်၃ချိန်မြောင်လည်းဖြစ်ပါတယ်။သူမအတွက်ပြမအချိန်ဖိလစ်ပိုင်စီကိန်းမှာငွေတစိမ့်နှစ်ခုဒုတိယအချိန် VNN စီကိန်းမှာခြေတစိမ့်တစ်ခုရယူထားနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင်ယူအိုလံပစ်ပြိုင်ပွဲမှာကမ္ဘာအဆင့်၆နေရာထိရောက်ရှိခဲ့ပူသူလည်းဖြစ်ပါတယ်။လာမယ့်ထိုင်းစီဂိမ်းအတွက်ပြည်စုံနေတဲ့အောင်ဘလို့ပြင်ဆင်မှုတွေပြုလုပ်နေရဆိုတာကိုအခုလိုပဲပြောပြထားပါတယ်။ ခုစ조사တဲ့အချိန်မှာဟိုအမတ်တွေလည်းအရင်ကတည်းစားလို့ရှိရင်အမတ်တွေလည်းအများကြီးတက်လာပါတယ်ဟိုအများကြီးကောင်းလာတယ်အာပြီးတော့ခါကျတော့ဒီစီကိန်းကိုကြတော့ရွှေမြေကြီးအာအခုကတော့ရွှေပေါ့နော်ရွှေကိုညွန်မှန်းထားပါတယ်အခုဒီစီကိန်းမှာတော့စင်တစ်ဖြစ်နေပါပြီအဲဒီ final တက်သွားရင်တော့ဒီမလေးရှားအင်ဒိုနီးရှားပြီးရင်အာဗီယက်နမ်ပေါ့နော်ဒီ၃တင်းကိုတော့ဟိုအကျိတ်နေဖိုက်ရမှာပေါ့နော် ပြေစုံနေအနေနဲ့ပြိုင်ဘက်တွေကိုအကောင်းဆုံးကြော်ဖြတ်ပြီးသူမရည်မှန်းထားတဲ့ရွှေတစိမ့်စုကိုရယူလာနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်တင်စရာကောင်းနေတာပဲဖြစ်ပါတယ်လာမယ့်ထိုင်းစည်းကိမ်းပြိုင်ပွဲမြားပြစ်အာဂဇာနီရီကက်အမျိုးသားပြိုင်ပွဲအတွက်နီးပြအဖြစ်စည်းကိမ်းပြိုင်ပွဲတွေ့ကြုံရှိတဲ့ဥနေမျိုးအောင်ကတာဝန်ယူတင်ကြားပေးနေတာဖြစ်ပြီးသူ့အသင်းသားတွေပေါ်ဘလူလေးဂျင့်တင်ကြားပေးနေလဲဆိုတာအခုလိုပဲပြောကြားခဲ့ပါတယ်။အခုလေးဂျင့်ရဲ့ဆန်ကျင်ကတော့အခုခုချိန်မှာတော့ကျွန်တော်တို့ပေါ့ ဟိုကျွန်တော်တို့လိုချင်တဲ့အနေထားတော့ဟိုရောက်နေပါပြီကောနော်အဲသူတို့ဒီမှာဒီဒီပုံစံတိုင်းဒီ legend နဲ့ပုံစံတိုင်းနာဆက်ပြီးသွားမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုစုစည်းတော့ကျွန်တော်မျှော်မနိုင်ဘူးကောနော်အခုချိန်မှာကျွန်တော်တို့အနေထားရတော့အားအားကျွန်တော်ရှိနေပါပြီကောနော်အခုရဲ့အတွေ့အကြုံအရင်စီးကိန်းနှစ်ကိန်းအတွေ့အကြုံနဲ့အဲဒီအတွေ့အကြုံကောင်းကောင်းရခဲ့ပါတော့အကြောင်းကျွန်တော်တို့အဲ့အရာတွေအားနည်းချက်အားသာချက်တွေပြင်ပြီးတော့ကျွန်တော်တို့ဒီထိုင်းစီးကိန်းတော့ကျွန်တော်တို့အကောင်းဆုံးတော့ပြင်ဆင်ပြင်ဆင်ထားပါတယ်ကောနော် ဟုတ်ကျွန်တော်တို့ကအခုချိန်မှာတော့ကျေးဇူးအခု၄ကျင်းတဲ့ချိန်မှာတော့သူတို့ကစားသမားတွေအကုန်လုံးကဟိုအကောင်းဆုံးတော့သူပါဗောနော်ဟိုစံချိန်စံချိန်အကောင်းဆုံးတွေတော့သူပြည့်ခတ်နေဗောနော်ကျွန်တော်တို့ဒီပြန်ပွဲမှာတာသူတို့ဒီပုံစံဒီဒီစံချိန်နာပြန်ပြည့်နိုင်တယ်ဆိုတော့ကျွန်တော်တို့စုစုစိတ်တော့မလွတ်တော့ဘူးနော်မလွတ်ဘူးစုစုစိတ်ရဖို့ဆိုတော့ကစားသမားတွေရဲ့ကျွန်တော်တို့ဒီဗောနော်စိတ်ဗောနော်ဒီဒီစိတ်ကိုကျွန်တော်တို့အကောင်းဆုံးထိန်းချုပ်နိုင်ဗောနော်ကျွန်တော်ဒီ၄ကျင်းတဲ့ပုံစံလေ၄ကျင်းတဲ့ချိန်ရဒီစိတ်ပြန်ပွဲဝင်လဲဒီစိတ်အဲဒီဟာကိုကျွန်တော်တို့အကောင်းဆုံးထိန်းချုပ်ထားနိုင်ရင်တော့ကျွန်တော်တို့စုစုစိတ်တော့မလွတ်ပါဘူးဗောနော် လာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့်ထိုင်းစည်းကိမ်းမှာတော့မြန်မာနိုင်ငံအများပြည့်အဖွဲ့ချုပ်ရဲ့အတွေ့အမှုဖြစ်တဲ့ဒေါ်ကီဒီကကစားသမားရွေးချယ်ထားမှုနဲ့အောင်မြင်မှုတွေဘယ်လောက်ထိမျှော်မှန်းထားတယ်ဆိုတာကိုအခုလိုပြောပြလာပါတယ်ကစားသမားကတော့ကျွန်တော်တို့လေရွေးစင်အားကစားသမားတွေပဲအများစုရွေးချယ်ပြီးတော့မျိုးဆက်တဲ့အားကစားသမားတွေလည်းပါဝင်ဖွဲ့စည်းပြီးမှပေါ့နော်အဲ့လိုမျိုးစုစည်းပြီးတော့မှတော့လေ့ကျင့်ထားပါတယ်ကစားသမားလေရွေးစင်ကတော့အများစုပါရှင့် အခုသူတို့လက်ရှိကတော့အခုသူတို့အရင်စီးကင်းတွေရဆန်ချိန်တွေနှိုင်းရှင်အဲ့ဒီစီးကင်းတွေကိုတော့တော်တော်များများကစားသမားတော်တော်များများအရတယ်ပြီးတော့အခုလက်ရှိလေ့ကျင့်နေတဲ့လေ့ကျင့်သားကလည်းသူတို့နဲ့ kait အပြည့်ဝတယ်လို့ပဲပြောရမှာပေါ့နော်အဲ့ဒါဆိုသူတို့ဆန်ချိန်တွေကတော့အကုန်လုံးအဲ့ဒီစီးကင်းဆန်ချိန်တွေကိုတော့သူတို့ပြီးပါတယ်ပြီးပါတယ်တကယ်လို့အခုဒီပြိုင်ပွဲတကယ်ဝင်ပြိုင်မဲ့နေမှာပဲကစားသမားတွေကသူတို့ဟိုသူတို့ရဲ့စိတ်စိတ်အနေထားကလည်းကောင်းပွင့်မယ်ပြီးတော့အဲကြောက်စိတ်မရှိဘူးသူတို့ရဲ့စိတ်လှုပ်ရှားမှုတွေကိုသူတို့ထိန်းချုပ်နိုင်မယ်ဆိုတော့ ကျွန်တော်တို့အဲအကောင်းဆုံးစုတစိတ်ကိုရရှိမယ်လို့ယုံကြည်ပါတယ်ရှင်နပ်ပြအားကစားအဖွဲ့အနေနဲ့2023ခုနှစ်အထိလက်ရှိမှာရွှေတစိတ်6ခု၊မွေတစိတ်9ခု၊ကြေးတစိတ်16ခု၊စုစုပေါင်းစုတစိတ်29ခုရရှိထားတာပဲဖြစ်ပါတယ်။ အရှိတောင်အာရှအာကစားပြိုင်ပွဲအတွက်မြမအများပြည့်အဖွဲ့အနေနဲ့မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုဒီဇင်ဘာလ10ရက်နေ့မှာထောက်ပါမှာဖြစ်ပြီးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ဒါကတော့လာမယ့်စီးကိန်းပြိုင်ပွဲအတွက်ပြင်ဆင်နေတဲ့မြားပြည့်အာကစားသမားတွေဖြစ်ပါတယ်